Hello hello အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီထူးထူးဆန်းဆန်းမဟုတ်ပဲねနေတိုင်းစားနေကြစိုင်လေးဒီစိုင်ကိုတင်ပြလိုက်ပါတယ်ဒီပုံမှန်စားတဲ့နေလက်စားစိုင်လေးပါကျွန်တော်မှာထားတဲ့ဟာလေးကတော့ဒီ crispy ပေါ့ဗောနော်ဝက်သုံးသက်တာကင်ကပောင်လေးပါထမင်းကနည်းနည်းအဆိုရလေးပါအောင်လို့ဟင်းရေစားလိုက်ပါတယ် ပြီးတော့ဒီဆက်ဆက်လေးစားချင်တာမို့လို့ဒီကပောင်ဘော်ကောဟင်းရီဘော်ကောကိုငွေဥတိမုံလေးတော့ဖြူလိုက်ပါတယ်ဝတ်တုံတက်သားကင်ကအစီများတဲ့အပိုင်းမဟုတ်ဘဲနဲ့ဒီသူ့ရဲ့ပိုရှင်ထဲမှာကိုဒီအသားကြော်လေးရောပါတတပါတယ်ပြီးတော့အဲ့အသားကြော်လေးရနဲ့နည်း6တက်တာဆိုတော့ဒီဟင်းလေးနဲ့ဆန်းစားပြီးတော့အနစ်ကလေးနဲ့ဆိုရင်တော့တော်တော်ကောင်းပါတယ် အစားရောကဒီကပောင်ထဲမှာပါတယ်ဆိုရင်ပင်စင်ရွက်လေးတွေထင်တာကိုအခုဟိုတလောတော်ကမှတီးလိုက်ရတာဒီကပောင်ရွက်ဆိုပြီးတော့တသက်ရှိတာပါဒီဆိုင်ရဲ့ထူးခြားချက်လေးကသူ့ဟင်းရည်ပေးမယ်ဆိုရင်သူကဒီဟိုလိုမိုးဟင်းရည်ကြီးပဲပေးတာမဟုတ်ဘဲနဲ့ဒီဝအယိုးလေးတုံးရယ်ပြီးတော့မုံလာဥဖြူပေါ့เนาะအဲ့ဒီဟာလေးတတုံးရဲ့ပါတတ်ပါတယ်ကျွန်တော်ကတော့ဒီကျွန်တော်တငယ်ချင်းထဲကမုံလာဖြူတစ်ခုယူထားလိုက်တာပါ သူကနေလယ်17လောက်မှာဖွင့်ပြီးတော့ဒီ6နာရီခွဲလောက်ဆိုရင်တော့တိမ့်ပါပြီတကယ်လို့ကျွန်တော်တို့သွားစားလို့တကယ်လို့အိုလိုမိုဆိုင်ပိတ်ခတ်နေရောက်သွားရဲဆိုရင်တော့အယိုးကတော့ပါမှာမဟုတ်ဘူးပေါ့နော်အယိုးကတော့ဒီဆိုင်လူကြမကြပုံမှာမူတည်တာဖြစ်ပြီးတော့ဒီနေလယ်စာစားရဲဆိုရင်တော့လုံးဝသိကြပါကိုပါပါတယ်ဒီလိုမျိုးတပွဲကိုလည်းဒီဘတ်40ပဲဆိုတော့ပုံမှန်ဈေးလေးပဲပေါ့နော်အရသာကလည်းမစိုးဘူးဆိုတော့ပေးရတဲ့ဈေးလေးနဲ့ဆိုရင်တော့အဆင်ပြေမှာပါ 40ဆိုရင်မြန်ငွေနဲ့ပြန်တွက်ကြည့်ရရင်ဒီ135နဲ့မြောက်မယ်ဆိုရင်9400-9500လောက်တော့သွားမှာပေါ့နော်အရင်တစ်ခါတော့ပါဆယ်ဝယ်တာကတော့ဒီပါဆယ်ဆိုရင်တော့ဘာ90ကျမှာပါဒီပါဆယ်ဘူးကနည်းနည်းကြီးပြီးတော့အဲ့ဘူးနဲ့အပြည့်ဆိုတော့ပိုရှင်းလဲပိုပါတယ်ဒါပေမဲ့ဟင်းရီတော့အဲ့ထဲမှာမပါပါဘူး ဆိုင်နာမည်ကတော့ဒီ anti ad ပေါ့နော် anti ad ဆိုင်မှာဒီ cook ဲမှာလဲ anti ad kitchen ဆိုပြီးတော့ရှိပါတယ်သူဆိုင် menu ထဲမှာလဲအကုန်40 45အိတ်လောက်ပဲသွားပါတယ်ဒီတုံရဲဟင်းရီကတော့50လားမသိဘူးသွားပါတယ်ပြီးရင်တော့ပဲကြဆန်တုံလားမသိဘူးအဲ့ဒါလဲ seafood နဲ့ဆိုရင်တော့50ပါ အမှန်တကယ်ပြောရရင်ဒီထန်ချင်းမိုင်မှာနေတာကြတော့ဘာစားရမယ်မသိတော့ဘဲနဲ့ဒီတင်စရာလည်းမရှိတော့ဘူးဖြစ်နေတာပေါ့နော်အဲ့ခါကျတော့နောက်ကျရင်စဉ်းစားနေတာဒီထဲကမီနူးတွေကိုတစ်ခုပြီးတစ်ခုရှောက်စားကြည့်ရင်းနဲ့တပုတ်ပြီးတပုတ်တင်မလားဆိုပြီးတော့နည်းနည်းတော့စဉ်းစားထားပါတယ် ကဲနောက်ဆုံးတော့ဒီအယိုးကိုက်မဲ့အလဲလေးကိုရောက်ခဲ့ပါပြီအယိုးမှလည်းသူ့ဟာသူပါတဲ့တလောက်ဒီအယိုးတုံးကြီးပဲမဟုတ်ဘဲနဲ့အသားလေးတော့ပါပါနဲ့ကျွန်တော်ကတော့တစားစီဆွဲဖြုတ်ပြီးတော့စားလိုက်ပါမယ်နော်အဆုံးဒီကြည်ပေးလို့တအူးကြောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲပိုင်ပိုင်ပါနော်နောက်ထပ်တင်မဲ့ဘလော့လေးကြာမှပြန်တွေ့ပါမယ်